ေ့ဆက်လက်တင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ရွှေကုတ်ကူရဲ့ online လိမ်လည်မှုဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်။နောက်ပေါ်ကျစံမြင့်နဲ့စမ်းအောင်တို့ online scammer ကိုမသိပါဘူး။စားလို့ရလားဆိုပြီးလိမ်နာကရင်ပဒုံမာလို့ခေါ်ရင်ကရင်တွေနာကြဆက်ကြပါမယ်။ဒီကောင်တွေကို ekfa လို့ခေါ်ရမယ်ဗျောက်ကင်ဖာကောင်းတွေစစ်ကောင်စီအော်ချက်ထုတ် ဇော်မဲလုံးက KK ပတ်ဟွန်ယာစီမံကိန်းဆိုတာ KMU နဲ့တရုတ်ကြားဖြန့်ဂိုင်းတွေလောက်တာပါဆိုပြီးဝလုံးချီတုပ်ရမ်းပင်မဲ့တကယ်တမ်း KNU ကိုမြေငါးကမစွမဖို့ပေးပြီး EKF ငချစ်ကတရုတ်ကြားဖြန့်ဂိုင်းကိုလှုပ်စေခဲ့တာပါမေရော်ဒလီတဝိုင်းမှာ DGV ထိမ့်ချုပ်ထားတဲ့အဝန်အဝိုင်းမှာဂျော်ကီဆန်းအောင်တို့ကကြားဖြန့်တဲ့မျိုးမျိုးမျက်မျက်ရနေတော့ဂိတ်ကုံ ပတ်လိန်တာပါ KNUD KK ပတ်ကိစ္စမှာမပါဘူးမဟုတ်ပါလေ2020 February 18ရက်စာချုပ်ရတကယ်တမ်းရတာ KNU ဥက္ကဋ္ဌဟောင်းမူတူစေဖို KNL စီဦးစီးချုပ်ဂျော်နီတက်မာခုနှစ်တက်မာမူစောဖောဒိုရုတာရပြီးတော့ကျန်တဲ့လက်ရှိ KNU ဥက္ကဋ္ဌဖရိုစောကွယ်ထူးဝင်းဖရိုစောရိုဂျာခင်တို့ရုပ်ပြအနေနဲ့ထူးခြား ခံလိုက်ရတာ KNU အတိုင်းဝိုင်းသိကြပါတယ်မူဒူးကို2023 April မေ18ကြိမ်မြောက် KNU ကွန်ဂရက်မှာဖြုတ်ချလိုက်ပြင်မဲ့ Womanizer Johnny ကို မဖြုတ်ချဘဲဆက်ထားတာကြောင့် KNU KNL နာမည်ပြတ်ပါတယ် IKF စံမြင့်ကမူဒူး Johnny BGF ဥက္ကဋ္ဌစောထွန်းလိုင်းနဲ့ နွေးတို့ကိုလက်ထိုးပြီးသားသမီးတွေကို၎င်းထောင်ထားတဲ့ကြားဖြန့်ကုမ္ပဏီတွေမှာ နေရာပေးပြီးချုပ်ကင်ထားပါတယ်၂023မှာနိုင်ငံတကာကဖိအားပေးလာတာ KNU ကလည်းတော်လန်ရေးကိုတက်တက်ကြွကြွလှုပ်ရှားလာခြင်းအချင်းအကျက်ထဲရောက်လာတဲ့စစ်ကောင်စီအနေအထားကြောင့်စံမြင့်ကဂျော်နီကိုတီးပြီးတယုကျိုးမှာကရင်လက်နက်ကင်လေးဘွဲ့ဆွေးနွေးပြီးကရင်အချင်းချင်းမတိုက်ဘူးဆိုတဲ့တူညီချက် ချမှတ်ပါတယ်ယုံကြည်စိတ်ချပြီးဆိုမှနောက်ကျောဓာတ်နဲ့အချိန်ချင်းထိုးတာ KNU အခုဆိုဂုံတိတ်ခါဆုတ်ပြတ်သွားတာပါပဲစိတ်မှလည်းမရှိပါဘူး2008ခုနှစ်ဖေဖော်ဝါရီ14ရက်မှာ KNU ထွေထွေတွင်းရင်မှုဖရိုမန်ရှာကိုလောက်ကျန်တော့စံပြုတ်အခါတော်ပြီးကစံမြင့် တပ်ဖို့စီခိုင်းတာစစ်ထောက်လန်းကြီးဆ ਾਇ ရဖပါပဲဘူဂျုံကြီးဘူမြကွယ်လွန်ပြီးစိုးတာမလာဘောတက်လာပါလေ၎င်းနားယူရင် KNU ဥက္ကဋ္ဌနေရာကိုဖရူမန်ရှာကျင်းတီပေါက်ရပါမယ်နိုင်ငံရေးစီရင်မှာရည်ချင်းရှိတဲ့ဖရူမန်ရှာသာဖြစ်လာရင် KNU အရင်ကထက်ကိုအောင်မြင်မယ်ဆိုတာမြန်မာစစ်တပ်ကသိပါလေအဲ့ဒီအချိန်ဆ ਾਇ ရဖချုပ်ဖြစ်နေတဲ့ကြော်ဆွေး ်ကရင်ပြည်နယ်ကွင်းကိုကင်ထားတဲ့ဗိုလ်မှူးကြီးမြတ်ထွန်းဦးလောရှိကိုခွေးဘလူးကဖရိုမန်ရှာကိုလောက်ကြံဖို့မစ်ရှင်လောက်ခိုင်းပါတယ်ခင်ညွန့်ရဲ့စပိုင်းတရှူတွေကို ပြန်သုံးပြီးလောက်ကြံဖို့ကရင်လက်နက်ကင် ထူးသဖြင့်ကရင်ဗုဒ္ဓဘာသာတက်မတော် DGB တဲကရှာပါတယ်အဲ့ဒီအချိန်ဖနီးရဲ့ကိုသုံးလုံးတက်ထဲမှာဘူနေတဲ့ဆံမြင့်ခေါ်စောချစ်သူကနွား စိုက်ကဲကားမောင်ခူတွေနဲ့ဝင်ငွေကျမ်းနဲ့ကော်မူရာမှာရှိတဲ့ရွှေကုတ်ကိုကိုမျက်စိကြနေခဲ့ပါလေ DKB ရေနှချမ်းမကွဲသေးပါဘူး DKB မှာဩဇာကြီးနေတာကဆောလာဘွယ်ခေါ်ဘုံနုခမ်းမွေး၎င်းရဲ့မယားညီအကိုចောင်းစရာကဖတ်လိုက်တဲ့ဘုံမောတူအလွယ်ခေါ်ရင်ဘုံမုတ်တုံကရွှေကုတ်ကိုမှနေရာရပါလေမြတ်ထုံးနဲ့ဆံမြင့် given တိတ်လုတ်ပြီး ခရိုမန်ရှာကမိမကိစ္စနဲ့ KNU ကထုတ်လိုက်တဲ့စံပြုံးကိုလောက်ချံခိုင်းပြီးစံမြင့်ကရွှေကုတ်ကိုအပိုင်စားရခဲ့ပါတယ်။နောက်ပိုင်းစစ်ကောင်စီခိုင်းတဲ့မြောက်လုပ်ပြီး KNU ကို ထိုးခွဲပြီးတော့2009မှာအကြမ်းဖက်တက်တဲ့အတူမန်နဘရဌာနချုပ်ကိုပါတိမ့်နိုင်ခဲ့ပါတယ်။အခုတက်မှာခွန်ဌာနချုပ်ရှိတဲ့နေရာကစံမြင့်ကိုယ်တိုင် KNU ကို အပေးယူလုပ်ပြီး ပြန်ပေးခဲ့တာပါ။ KNU ကိုနိုင်ကအတော်အားပြော့သွားခဲ့ပြီး KNU တက်မှာ၅သာ အမာဆုံးကြံခဲ့ပါလေတက်မှာ6နဲ့တက်မှာ9နဲ့မြည်တကြောမှာစံမြင့်ကဒေသခံစစ်ဘရင်လူ ထောင်လွှားနေခဲ့ပါလေ2018ခုနှစ်မှာကမ္ဘောဒီးယားကရှောင်တိန်လာတဲ့တရုတ်ရာဇဝတ်ဂိုင်းနဲ့ချိတ်မိပြီးလောင်ကစားကက်ဆီနိုဝိုင်းကနေ လူကုန်ကူးမူရစ်စင်းနဲ့ online scan center ဖြစ်ရွှေကုတ်ကိုမြို့တည်စီမံကိန်းကိုစတင်ခဲ့တာပါပဲအကျိုးတူလုပ်ငန်းဖြစ်လုတ်ကင်ခဲ့ပြီးအမြန်ငွေ30ရာခိုင်နှုန်းကို BGF ခေါင်းဆောင်ကရရှိပြီးကြံနာကိုကြားဖြန့်ကရရှိပါတယ်တစ်နှစ်ပြီးတစ်နှစ်အကျိုးမြတ်ကဗတ်တန်းပေါင်းဖောင်ချီရလာပြီးစံမြင့်အိတ်ကတ်ထဲဒေါ်လာ190 190တန်းရရှိပြီး မင်းအောင်လှိုင်နဲ့ဘူချုပ်တတိုက်ကိုအမျက်ငွေထပ်ဝက်ခွဲပေးတယ်လို့ပြောပင်မဲ့တက်အင်အားစစ်လက်နဲ့ဝယ်ဖြည့်ကြ၎င်းရဲ့အိတ်ထောင်တွေကိုထဲ့တာနဲ့ကြည်ရင်သုံးပုံတစ်ပုံသာခွဲပေးခဲ့ပါတယ်။ IK ဖတ်ဆံမြင့်ကနောပွဲစားလှုပ်လာသူဖြစ်လို့သူ့တကူတဲ့ခေါင်းခံမဲ့အစားအယူရင်းလေးကျွေးပြီးဝေစားမျှစားပုံစံမျိုးနဲ့လဲမျိုးကိုနင်းထားပါတယ်။မင်းအောင်လှိုင်စီကတတိပွဲကိုယူပြီး ကရင်ချင်းချင်းအစိတ်ဖက်လာခဲ့တာကရင်လက်နက်ကင်ဖွဲ့စည်းတွေကရင်လူမျိုးတွေလူညွန့်တုံး the side body ဖြစ်ကုန်ပြီးအခုဆိုရင်တမိုင်းကြီးပါတယ်ဆိုတဲ့ KNU လဲဒရွခွက်ပလက်မျောပါတယ်တကယ်ဝမ်းနေဖို့ကောင်းပါတယ် IKF ဆံမြင့်ကို လားပင်စင်ပေးနိုင်မှုဆိုတာမလွဲပါဘူး US UK နဲ့ China တို့သာရှိပြီးတော့ main online လက်တံမွေးထားတာဖြစ်လို့စီနာကလည်းအေးအေးယူပါမလား ဆိုတာမတိကြလပါဘူး။ဤကေဖာရီရဲ့ခေါင်းကိုင်တရုတ်လူမျိုးကမ္ဘောဒီးယားနိုင်ငံသားကက်ကင်ဆောင်ထားတဲ့ကြားဖြန့်ခေါင်းဆောင် ရှီချစ်ကျန်းထိုင်းအာဏာပိုင်တွေကတရုတ်ကိုလွှဲပြောင်းပေးမယ်လို့သတင်းထွက်လာပါတယ်။2023မေလကလေးကတရုတ်ကလွှဲခိုင်းတာရှီချစ်ကျန်းကတရုတ်ရောက်ရင်တည်တံပေးခံမှကြောက်လို့ထိုင်းအာဏာပိုင်တွေကိုလက်ထိုးလို့မလွယ်သေးတာ။ခုတော့ထိုင်းဒုဗန္နာယီဝန်ကြီးပါကြားဖြန့် ိစ္စညှိနေလို့ຢາຮູ້ກະນົກຖ່ແຍပါလေນະດົນະຊະນະຄູນິອົກົກລະກະເດກະໄທຫນັງງານມາຊ້ວຍສີຄັນໄລຢາແດຊີຈິນຈັນກະຊີກົກກູມິດຕິຊີມັນກૈມາອະຈັມບັດຊິອອກຊີຊິກອງຊີແລອອກຄັນ BGF ອະທຸຣີຕວິນຍີມູບູມູຈີຊໍຊິດຕູໂລອະໂຈດູປູບໍມູອະນີແນ မြန်မာရထိုက်ကုမ္ပဏီကိုပူးပေါင်းတည်ထောင်ခဲ့ပါတယ်2019ခုနှစ်မှာစတင်ပြီးတော့လောင်းကစားလုပ်ငန်းအနေနဲ့အစိုးရရဲ့ခွင့်ပြုချက်ထက်ကျော်လွန်တာတရားမဝင်တည်ဆောက်ရေးလုပ်ငန်းများကြောင့်ဝေဖန်မှုမြင့်တက်ခဲ့တဲ့အပြင် NLD အရသာအစိုးရပါခေါင်းခံခဲ့ရပါတယ်စပြီးအခြေချကလေးကဧက25.4မြန်ဆန်ဒီအင်အားစီမံကိန်းမှာပြည်내အစိုးရခွင့်ပြုချက်အောက်မှာလုတ်ကင်ခဲ့ပေမဲ့ တစတစချဲ့ထွင်လာရမှာ2019မှာဧကထောင်ချီကြီးမာကျဲပြန့်လာပြီးတော့ဘိုးဆိုးရရဲ့အမိန့်အာဏာကိုကြော်ခွလာကြပါတယ်အဓိကစစ်တပ်ရဲ့လက်အောက်ခံကရင်နယ်ကြားဆောင်တပ် BGF အနေနဲ့ဧကထောင်ချီဆိုလျင်ဘိုးဆိုးရခွင့်ပြုချက်ကိုတောင်းခံရမှာ ဖြစ်ပင်မဲ့အရှိတောင်တိုင်းဌာနချုပ်တိုင်းမှုရဲ့ဩဇာအာဏာအောက်မှာထင်တိုင်းကျဲလာပါတယ် တရုတ်တရှူလို့ဆွဆွဲခံရတဲ့ရှီချစ်ကျန်းဟာ ကမ္ဘောဒီးယားတီယာနုဘေးချာကြားဖြန့်စစ်စင်ရေးကြောင့်ထိုင်းမြန်မာနယ်စပ်တောင်ရင်းမြစ်ရဲ့အိုမီဂါကွေ့ဖြစ်တဲ့ရွှေကုတ်ကိုကြီးရွာမှာ BGF အဆောင်ရှောက်နဲ့၎င်းရဲ့လောင်းကစားနဲ့အွန်လိုင်းလိမ်လည်မှုအဖြစ်စတဲ့ချခဲ့ပါတယ်။တရုတ်ရဲ့ BRI တစိ့တပိုင်းအဖြစ်သတ်မှတ်ခြင်းခံရပြီးတော့2019ခုနှစ်မှာတရုတ်နိုင်ငံကိုအောက်လန်းကပြန်ဝင်ပြီး ပြန်ရောက်လာတဲ့အတွက်တရုတ်တရှူလို့ဆွဆွဲခံရသူ ဖြစ်ပါတယ်။ရှီချစ်ကျန်းဟာ 40k ဂိုင်းသားတူဖြစ်ပြီးတော့ဂိုင်းကောင်းဆောင်ဝမ်ကော့ကွိုင်းတွားကျိုးရဲ့ညွန်ကြားချက်အတိုင်းဟောင်ကောင်မကာအိုကမ်ဘောဒီးယားဖိလစ်ပိုင်နဲ့ထိုင်းမှာလောင်ကစားနဲ့ဆက်နွယ်တဲ့လုပ်ငန်းများမှာလုပ်ကိုင်ခဲ့သူဖြစ်ပြီးတော့တရုတ်စိုးရရဲ့နေကျက်ဖြတ်ကျော်ဝရမ်းထုတ်ထားခြင်းခံရသူလည်းဖြစ်ပါတယ်။ရှီချစ်ကျန်းဟာထန်ခရိုင် KAI စတဲ့နာမည်မျိုးမျိုးကိုခံယူထားပြီးတော့မင်းအောင်လှိုင်ရဲ့စီးပွားရေးကိုလုတ်ကင်ပေးနေတဲ့ထွန်းမင်းလက်အရှုပ်တော်ပုံကလေးကထိုင်းအာဏာပိုင်များက မျက်စိ တောက်ထောက်ကြည့်နေပြီး2022ခုနှစ်မှာဖမ်းဆီးခြင်းခံရပါတယ်2023ခုနှစ်မေလမှာတရုတ်ဆူရဘက်လွဲပြောင်းပေးရန်တောင်းဆိုခဲ့ပေမဲ့တရုတ်တချို့ဖြစ် လွဲပါကတည်တံ့ကြနိုင်ကြောင်းထိုင်းနိုင်ငံရဲ့တရားစီရင်ရေးဖြင့်သာချမှတ်ရန် ိုင်းအာဏာပိုင်များကိုတောင်းဆိုခဲ့တဲ့အတွက်ကြောင့်ထိုင်းထောင်နေတာဆက်လက်ချုပ်ထားခဲ့ကြပါတယ်။၎င်းရဲ့ဖွံ့ရဝန်ခံချက်ကြောင့်ကြားဖြန့်ချောင်းရတဲ့ငွေမဲများကိုစင်ကာပူမှာခေါ်ဝါချကြောင်းသိရတဲ့အတွက်ဩဂုတ်လ18ရက်စင်ကာပူဘူဘန် JCID CAD ICA ပူးပေါင်းအဖွဲ့များကချီချစ်ကျန်းတဲ့အဖွဲ့10ဦးပိုင်ဆိုင်တဲ့ဒေါ်လာတန်းတစ်ထောင်ကျော်တန်ဖိုးရှိတဲ့ငွေသား ဇိန်ခံကားနဲ့ကွန်ဒိုအဆင့်မြင့်အိမ်ယာများကိုတင်စီခဲ့ပါတယ်ကောင်းဝါလာမယ့်ရက်မှာအာဆီယံထိပ်သီးအစည်းအဝေးလာတက်မှာတခြားကိစ္စတွေဖြေရှင်းမယ်လို့အကြောင်းပြပေမဲ့မြန်မာထိုင်းနယ်ဆက်ကြားဖြန့်အရေးပါနိုင်ပါတယ်မြန်မာနဲ့သက်ဆိုင်တဲ့ Starlink ဆက်အလုံး 2500ကိုအင်တာနက်ဖြတ်တောက်လိုက်ကြောင်း Elon Musk SpaceX ကကြီးညာပြီးအခုဆိုလုံးဝအသုံးပြုလို့မရတော့ပါဘူး။ Cambodia Price Ocho ကြားဖြန့်ခြံစည်ကိုတောင်ဆွဲစီထားတာပါ။ရွှေကုတ်ကိုကြားဖြန့်ကိစ္စလည်းမသိပဲမနေပါဘူး။တရုတ်ဘက်ကလည်းရှီချီချန်းကို လွှဲဖို့ဖိအားပေးထားတော့အင်အားကြီးနှစ်နိုင်ငံရဲ့ပြစ်မှတ်ကိုအာဆီယံအနေနဲ့အထူးသဖြင့်ထိုင်းနိုင်ငံအနေနဲ့လွန်ဆန်ဖို့ခက်ခဲမှာပါပဲ။ ချီချီချမ်းနဲ့ဆံမြင့်နောက်မှာလက်မဲကြီးတွေအနက်မင်းအောင်လိုင်နဲ့စစ်ဘူဂျုတ်တတိုက်ပါဝင်ပတ်သက်နေမှာအေကန်ကျင်းနေပါနိုင်ငံကြီးတွေရဲ့အကျိုးစီးပွားနဲ့အပေးယူကိစ္စတွေကစားကွက်တွေအောက်မှာရွှေကုတ်ကအွန်လိုင်းစကန်စင်တာအရေးကိုအရှင်ယူမာလာရှော်ပေးမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်